မင်္ဂလာပါရှင်ဒီနေ့ခါတော့သမီးဆိုင်မိသားစုရောက်ရှိနေတဲ့နေရာကတော့ဒါလမ်း30 83ဟုတ်လား83ဘူးเนาะ83ဒါရောက်ရှိနေရပဲဖြစ်ပါတယ်ဒါဘောလုံးကွင်းလားဟုတ်ဒါကမင်္ဂလာပြေမီရောဟုတ်မင်္ဂလာပြေကွင်းမင်္ဂလာမီလောင်ကွင်းဟုတ်လားမီလောင်ကွင်းအော်မီလောင်ကွင်းအဟောင်းလေဒီဘက်ဘေးပပက်လည်းမာလဲမိသားစုရဲ့အများကြီးပေါ့เนาะဒီမှာအိမ်ပြေဘယ်လောက်ရှိလဲမသိဘူးကျွန်တော်ပေါ့လာနေရာနဲ့ 290နဲ့290 290 290ကျော်ပေါ့နော်ရှိပါတယ်လူကြီးအားဖြင့်ဆိုတော့ဒါ၄900ဝန်းကျင်လောက်တော့ရှိမှာပေါ့နော်အင်ဂျီတောင်900ကျော်ရှိရဲဆိုတော့ဒါဒီနေ့အခေါထမင်းဆိုင်မိသားစုကနေပြီးတော့ဒါလှူဒန်းပေးမှာပဲဖြစ်ပါတယ်ရှင်ရပြီလားလှူလို့ရပြီလားဒါဘယ်နှဘူးလဲဒါပါလို့တာဝေးဖို့လေးပါဟုတ်တယ်ပါ

တိမေရောမေအမေဟာတိတိရောတကူထိုက်ပြီးရောနော်အားနာလို့ဟောဟွာလေကားလာတာအဲ့လဲဆိုအချိန်နဲ့ကြောက်ဒီနန်းဆောက်လို့ရှင်ဖော်ဘူးလေးတွေနဲ့ထဲတာဆိုဖော်ဘူးလေးအောက်လေးဆိုနည်းနည်းလေးပြီးလို့ ့ဒီနေ့18ရက်ဒါဒီနေ့က18ရက်ဆိုတော့ဟောင်းသမင်းဆိုင်မိသားစုဒါလူတန်းပေးနေရဆိုလို့ရှိရတာ16ရက်တိတိရှိပြီပေါ့နော်အမင်းတို့ကတရက်နေတွေကမန္တလေးကိုရောက်ရှိနေရဖြစ်ပြီးတော့အိုးမားလာတွေပြင်ဆင်လာတွေဝယ်ချမ်းလာတယ်ဆိုတော့3ရက်နေရမှာဒါစတင်လူတန်းပေးနေရပါဒါဒီနေ့က18ရက်နေ့ရှိပြီဆိုတဲ့အတွက်ဒါလူတန်းနာဟာအလုံးပေါင်း16ရက်နေ့ရှိသွားပါပြီရှင်အဲ့ဒီနေ့900လူဦးရေ900စာလူတန်းပေးနေရပါရှင် လူကြီးအားဖြင့်ဆိုရင်ဒါဒီမျိုးဆိုရင်8000ပေါ့နော်ဒါလူကြီး8000လူရန်ပြီးနေရပါကျေးဇူးပါရှင်ဒီဗီဒီယိုလေးနော် သေးဘူးလာလို့ရတယ်နော်မရသေးဘူးသူတွေမရလေအရန်ပူနေတာဆိုတာလေတကယ်နဲ့တမ်းမရသေးဘူးလာလို့ရတယ်နော်အိတ်ကလေးအိတ်ကလေးအိတ်ကလေးဘေးလာဘေးနဘူးနာတဲမလီကြီးပါနီပါနီရယ်ဒါကတော့ဒါတော့ဒီမှာအဲ့ဒါလည်း Sí, eso me diga de su. Eso que mare. Okay, ။ဟဲ့ပြီးလာလို့။ဟုတ်ကဲ့မအောင်ပြုတ်ရပြီ။ရောက်တဲ့တွေ့လာရင်။လာလာ။မရောက်သေးတဲ့တွေ့ရှိရော။အလူကွင်းပါ။မလူကွင်းပါရောက်ပါ။ဟုတ်ပါရဲ့။ဒီကကဆက်လိုက်ပါ။ရှိမအောင်လုံးကွင်းရှိရအဲ့ပေါ်နဲ့။အဆန်ရုပ်လေးရောက်ပါလေ။ဘာလို့တော့အခုကဘာလို့တော့ဒီမှာလေးလေးဖမင်းခဏရောအထက်ထက်ကဟုတ်အဲ့လေအထက်ထက်ကမှအမှန်သွားလိုက်မယ်လေးကိုစမ်းမထားလိုက်အဲ့ဒီမှာသွားကြည့်ပြရစင်ပြီးတယ် ဒီဘက်မှာကြာတော့မိသားစုတွေအလုံးပေါင်းဗီဒီယိုရိုက်နေရလားနဲ့၃နဲ့ဆွမ်းနာပြောတာပေါ့နော်ပြီးလူကြီးအဖြစ်ဆိုလို့ရှင်လဲ၄900ဒါဝန်းကျင်လောက်ရှိပါတယ်ရှင်ဟိုလေအများကြီးပဲကဲဒီနေရာတော့ဒါဒီနေ့မှာပထမဆုံးချိန်သူပေးတာပေါ့နော်ဒါမျိုးတို့ကဒါတိတိတလောက်ပေါ့နော်လက်လန်းမိတလောက်ကိုဒါစုံစမ်းပြီးတော့ ရလှူပေးနေရပဲဖြစ်ပါတယ်ရှင်တကယ်ခက်ခဲနေတဲ့နေရာတွေမန္တလေးဇိုင်အပြောမင်းတို့ရှိတဲ့နေရာနောက်ဝင်းကျုံပြောပြပြလေဒါဦး ပင်အမရဘူရအဲအဲ့လိုနေရာမျိုးတွေအားဆိုလို့ရှင်ယမင်းတို့ခေါင်းထမင်းဆိုင်ရဲ့ပေးအောက်မှာလာပြီးတော့လိုအပ်တဲ့နေရာလေးတွေကိုပြောပြပေးလို့ရပါတယ်ရှင်ယမင်းတို့ခေါင်းထမင်းဆိုင်ကမိသားစုကနေပြီးတော့ဒါအိစာလေးတွေစုံစမ်းပြီးတော့မရောက်ရအောင်လာခဲ့မှာပဲဖြစ်ပါတယ်ရှင်အခုကကျတော့လှူခြင်းပင်မဲ့လည်းဟိုခက်ခဲနေတဲ့နေရာတွေကတော့ရှိတယ်ဆိုတော့သိတယ်ဒါပေမဲ့လှူခြင်းပင်မဲ့လည်းကိုကလိမ့်စာမသိတဲ့ခါကျတော့အမိုက်ပုံနဲ့အပြောက်ရှာနေရတယ်လို့ပေါ့ဖြစ်နေရပါတော့ဒါပေမဲ့အခုဆိုလို့ရှင်ဒါလိမ့်စာတိတိတိတလောက်တိတလောက်လေးတွေကိုဒါစုံစမ်းပြီးလိုက်လှူနေရပဲဖြစ်ပါတယ်ရှင်ယမင်းပြောသလိုပဲမိမိတို့နေရာလေး တွေကိုလည်းလာလှုပ်ဆေးခြင်းနဲ့တကယ်လို့အဲ့လိုမဟုတ်ပဲပေါ့နော်နိဗ္ဗာန်ဆော်ပေးခြင်းတဲ့လူတွေရှိလို့ရှင်လေဒီဗီဒီယိုရဲ့ comment လေးတွေမှာရေးထားခဲ့ပြပါရှင်